chau la la အကန့်တင်ကကနော်လင်းလာဟောကျွန်မမှာအကူတယောက်ရှိပါတယ်ကျွန်မအကူကအာဒီရင်ဒီဆိုပေါ့နော်ဆိုတော့ကိုဒီယုတ်ကမှာရှင့်ဟောကိုဒီယုတ်ကကျွန်မကိုကိုဒီယုတ်ကရဲ့ဒီလက်ညှိုးမှုနယ်ပဲပေါ့နော်ကျွန်မဒီဟာတခြင်းလူတွေဆိုဖြစ်ပါတယ်ဆိုတော့သူ့တခြင်းတွေတော့ကျွန်မမဆူရဲပါဘူးရှင့် ဆိုလည်းမဆိုတတ်ဘူးပေါ့နော်။တကယ်လည်းတောင်းဝင်ကြည့်ပါရဲအမြဲတမ်းနားထောင်ကြည့်တဲ့အစင်မှာပဲထားပါရဲ။ဆိုတော့သူကပေါ်တော့ကျမနဲ့ဟန်နီဘဲတချင်းလေးတွေတော့လိုက်တယ်ပေါ့နော်။သူရွေးပေးပါရဲအဲ့လိုဟာလေးလည်းသူရွေးပေးတဲ့အပေါ်မှာပဲသူသူစကားအတိုင်းပေါ်တော့ကျမလိုက်နာတာတွေတော့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့အမေလည်းကြောက်လို့ပေါ့နော်။ကိုအုတ်ကန်လေးကတော့အတွဲတခြင်းတွေ ချိုးဖို့တော့ရှိပါတယ်ဒါပေမဲ့ကျွန်မအရန်ကြောက်ပါတယ်သူ့လိုလူတယောက်နဲ့လည်းကျွန်မဟိုဟိုဟာတွဲပြီးလည်းမဆိုရဲဘူးကြောက်တယ်သူ့ဆိုအများတိုင်းရှိန်နေတာကိုကဒီကိုတချင်းနဲ့ကို recording ဝင်အောင်မှသူကဘေးနာပါလာလို့ရှိရင်ကို့မှာကြောက်နေတာသူ့ကဘာကြောက်ကြောက်မှန်းမသိဘဲနဲ့ကိုဦးကတယောက်ရှိနေပြီဆိုတော့အလုံးလုံးလေးနဲ့ကြောက်နေတာဆိုတော့သူနဲ့တွဲဆိုဖို့ကတော့စိတ်ကူးထဲမှာပဲရှိနေပေါ့နော်ဟုတ်ကဲ့ပါအတေကဆက်လက်ဘော ဝင်ပေါ့နော် Melody ပေါ့ပြန်ဝဲဒီပြန်တော့ပေါ့ကျွန်မဒီ level 3ပေါ့နော် level 3တိရောက်ခဲ့ပါတယ်ပြီးအမြဲတမ်းလည်းပြုတ်ပါတယ်ဆိုတော့အာအခက်ခဲတွေကတော့ကျွန်မတို့ကတော့အဲ့အချိန်ကာလတော့ပေါ့2000ကို2010အချိန်ကာလတွေမှာအခက်ခဲရှိပါတယ်ဘက်စုံပေါ့နော်အခက်ခဲတွေမျိုးစုံနဲ့ကြုံတွေ့ရပါတယ်ဒီအတွက်ကြောင့်လည်း level တွေကိုအဆင့်တွေကိုထပ်တက်ဖို့ရန်အတွက်ကျွန်မအခက်ခဲတွေဖြစ်ခဲ့တယ်လို့ထင်ပါတယ်ချောလာလာ can't deny ကဲပါအဲ့ melody ဝပြန်ပွဲသချင်းဆိုပြန်ပွဲပြန်ရင်းနဲ့ကျွန်တော်အများကြီးပဲရှင်းဆိုတာဒီဟာ TV မှာပေါ့ရုပ်တံတွေမှာလွှင့်တဲ့ပြိုင်ပွဲတွေပေါ့အဆူလိုက်ကြဆိုအာဆိုကြမယ်ပြောကြမယ်နောက်တန်စင်လန်းလေးလေးချင်းဂီတာတကားလေးဖွင့်မအောင်ပေါ့မီးပွင့်တဲ့အစီအစဉ်တွေအဲ့ဒါတွေလည်းပြန်ဖြစ်ပါတယ်ရှင်ဟုတ်တော်တော်များများအဆူပြိုင်ပွဲတွေပြန်ပြစ်ခဲ့ပါတယ်ရှင်ကျွန်တော်အဓိကပုံတော့ဒီပြိုင်ပွဲတွေမှာပြိုင်နေ ဆိုတော့ကျမကဒီပြုတ်ခွင့်ရတဲ့အဆင့်တွေကိုနောက် level တွေကိုမတက်နိုင်ဘူးပြုတ်ခွင့်ရတယ်ဆိုတော့ကျမမှာ low asset တွေရှိလို့ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ရှင်။ဆိုတော့ကျမထက်ပိုအတိတဲ့အသိပညာရှင်အတတ်ပညာရှင်တွေကဒိုင်တွေပေါ့အကဲချက်တိုင်တွေကအကဲချက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ low asset တွေကျမမှာ low asset တွေရှိလို့သူတို့ကျမဒီ level တိုင်းမှာပြုတ်ခဲ့တယ်လို့တော့ထင်ပါတယ်ရှင်။ခွင့်လို့တော့ချစ်သူရဲ့ day day ူပစ်တာကတော့ကျမဒီပေါ်တော့အဲတချင်းလေးတွေမျိုးစုံတော့စူပစ်ပါတယ်ဒီပြိသက်တွေအခုအပြေမှာပေါ်တော့ဘာတွေမှလည်းအခုလိုက်စူပစ်တဲ့အခါမှာပြိသက်တွေတောင်းဆိုတဲ့တချင်းလေးတွေပေါ်တော့အစုံလေးတွေတော့ကိုတက်နိုင်တဲ့လောက်ပေါ်တော့ကျမစူပေးပြပါတယ်သို့တော်လည်းပဲကျမဒီပေါ်တော့ဒီ အဲ့ဆွေးသချင်းလေးတွေအလွမ်းဆွေးသချင်းတွေအသေးခွဲသချင်းတွေဆိုပြစ်တာတော့များပါတယ်။ဘာကြောင့်လဲအဲ့လိုသချင်းလေးတွေကိုအသက်အရွယ်ပိုင်းနဲ့ကျတော့ဒီဟိုနောက်အခုနောက်ထွက်တယ်ပေါ့နော်အသစ်ကလေးတွေရဲ့သချင်းတွေပေါ့အဲ့ဒါလေးတော့ကျွန်မသိမဆူပြစ်ပါဘူး။ကျွန်မနဲ့လလန်းမီတဲ့အဲကျွန်မရှိကရှင်းမီနောက်မီဖြစ်မဲ့သချင်းတွေပေါ့နော်အဲ့သချင်းတွေတော့များသောအပြင်အခုဆူပြစ်ပါတယ်ရှင်။ Oh, but somehow how my heart is yours ိုတော့အပေါ်တော့ကိုကုံကုံတော့ rock rock ကတယောက်နေနဲ့တော့သတ်မှတ်ထားတာမဟုတ်ပါဘူးသို့တော်လည်းပဲဒီ rock တွေကိုတော့ခြိုက်ပါတယ်ဆိုဖြစ်ပါတယ်အများဆုံးကတော့ကျွန်မဒီ rock တွေဆိုလို့ရှိရင်တော့အယောက်ျားလေးသချင်းတွေဆိုဖြစ်တာများပါတယ်ပေါ့ဥညိထွက်သချင်းတွေနောက်တခြားယောက်ျားလေးအစူရိုရီရဲ့ဒီ rock ဖြစ်တဲ့သချင်းတွေတော့ဆိုဖြစ်ပါတယ်ရှေဟုတ်ပါဘူး ကျွန်မမှာအကူတယောက်ရှိပါတယ်ကျွန်မအကူကအာဒေးရင်ဒီဆိုပေါ့နော်ဆိုတော့ကိုဒီယုတ်ကပါရှင့်ဟုတ်ကိုဒီယုတ်ကကျွန်မကိုကိုဒီယုတ်ကရဲ့ဒီလက်ညှိုးမှုနယ်ပဲပေါ့နော်ကျွန်မဒီဟာတချင်းလူတွေဆိုဖြစ်ပါတယ်ဆိုတော့သူ့တချင်းတွေတော့ကျွန်မမဆူရဲပါဘူးရှင့်ဆိုလည်းမဆူတတ်ဘူးပေါ့နော်အញ្ញလည်းတောင်းဝင်ကြည့်ပါတယ်အမြဲတမ်းနားထောင်ကြည့်တဲ့အစင်မှာပဲထားပါတယ်ဆိုတော့သူကပေါ့နော်ကျွန်မနဲ့ဟန်နီပဲတချင်းလေးတွေတော့လိုက်တယ်ပေါ့နော်သူရွေးပေးပါတယ်အဲ့လိုဟာလေးလည်းသူရွေးပေးတဲ့ အပေါ်မှာပဲသူသူစကားတိုင်းပေါ်လာဆိုတာလိုက်နာတာတွေတော့ရှိပါတယ်ဘာကြောင့်လဲဆိုတော့အမေလည်းကြောက်လို့ပေါ့နော်လုံးဖြစ်ပါတယ်ဆိုတော့ဒီမနစ်ကပေါ်ကျွန်မထွက်ထားတဲ့ဒီအတိတ်ရဲ့ခြေချင်းပေါ်ကျွန်မကိုယ်တိုင်ရေးထားတဲ့အဲကိုပိုင်တန်းစင်အသေးခွက်တခြင်းလေးပေါ့အဲ့မှာတော့ကျွန်မကိုယ်တိုင်တည်ုပ်ဆောင်ပါတယ်ကျွန်မဒီဘယ်လိုဘယ်လိုဖြစ်လဲဆိုတော့ဒီအမေကဒီ ဒီဝိညာဉ်ဇာတ်ကားတွေရိုက်တဲ့ခါမှာဖြစ်ရမဲ့ဇလန်းတွဲလေးဇလန်းတူလေးတွေပေါ်ရိုက်တဲ့ခါမှာပိုးသွင်းအမေပိုးသွင်းပေးထားတော့ကို့ပိုးကလည်းကို့မငြိမ်တော့ဘူးပေါ့နော်မငြိမ်တဲ့ခါမှာဆိုတော့ကို့တချင်းတွေမှာလည်းကွာငါကူငါဘက်ကတရုပ်ဆောင်ခြင်းနဲ့ဘာကြောင့်လဲကို့တချင်းဒီကို့ရဲ့ဒီစာသားတွေကကို့ရင်းနေကခံစားချက်နဲ့ထွက်လာတဲ့အတွက်ကြောင့်မို့ကိုကိုတိုင်ရဲ့ဒီခံစားချက်ဖြစ်တည်မှုတွေဖြစ်တဲ့အတွက်ကြောင့်မို့အကို့တချင်းမှာတော့ကို့ကိုတိုင်တရုပ်ဆောင်ဖြစ်တယ်ပေါ့နော်ကြလေမချိနဲ့ဘယ်သူဆုံးလို့ ဟုတ်ကိုဥက္ကနဲ့ကတော့အတွဲတခြင်းတွေကစူပိုးတော့ရှိပါတယ်ဒါပေမဲ့ကျမအရန်ကြောက်ပါတယ်သူ့လူလူတယောက်နဲ့လည်းကျမဟိုဟိုဟာတွဲပြီးလည်းမဆိုရဲဘူးကြောက်တယ်သူ့ဆိုအများတိုင်းရှိန်နေတာကိုကဒီကိုတခြင်းတွေကို recording ဝင်အောင်မှ तू ကဘေးနာပါလာလို့ရှိရင်ကို့မှာကြောက်နေတာ तू ဘာကြောက်ကြောက်မှန်းမသိဘဲနဲ့ကိုဥက္ကတယောက်ရှိနေပြီဆိုတော့လည်းအလုံးလုံးနေတော့ကြောက်နေတာဆိုတော့ तू နဲ့တွဲဆိုဖို့ကတော့စိတ်ကူးထဲမှာပဲရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါကျမကဒီကိုပိုင်တန်စင်လေးတွေလည်း ထွက်ဖို့ရှိပါတယ်နောက်ပြီးတော့ဒီပေါ်အရင်တုန်းကပေါ်တော့တခြင်းနဲ့ဆိုရင်းနဲ့ဆိုခဲ့တဲ့တခြင်းလေးပေါ့ကျွန်မခံစားမှုနဲ့တိုက်ဆိုင်နေပေါ့နော်ကျွန်မရင်နဲ့ခံစားလို့ရတဲ့တခြင်းလေးတွေကိုအခုပြန်ပြီးတော့ cover ပေါ့နော် cover နေနဲ့ဆိုပြီးတော့ပရိသတ်လက်ထဲကိုပြန်ပြီးတော့ခြားပြဖို့အစီအစဉ်ဖြစ်ပါတယ်